ချမ်းသာတဲ့ဒဇိန်ကိုရွှေမျိုးလို့ဆက်ဆံပြီးစင်းရဲတဲ့ရွှေမျိုးကိုတော့ဒဇိန်လို့ဆက်ဆံတာတော့အမှန်ပဲဗျလူတွေတော်တော်များများကချမ်းသာတဲ့ဒဇိန်ကိုရွှေမျိုးလို့ဆက်ဆွေနာ